မေတီလာမြို့နယ်တဲကဆက်ပစ်တောင်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့မိလောင်မှုဖြစ်ပွားချိန်ရတွင်ပျောက်ဆုံးသွားတဲ့6ရက်သားမိန်းကလေးငယ်ကိုတေဆုံးရက်ပြန်လည်တွေ့ရှိခဲ့လို့စုံစမ်းသိရှိရပါတယ်။မိလောင်တဲ့နေရာနဲ့ပေတရာကျော်လောက်အကွာအဝေးကခင်လူထောင်းထဲမှာကလေးကိုအလောင်းအနေနဲ့ပြန်တွေ့ခဲ့တာဖြစ်ပြီးကလေးကမိလောင်တဲ့နေရာနဲ့တေဆုံးတာမဟုတ်ဘူးလို့မေတီလာခရိုင်မိသက်ဦးစီးဌာနမှဦးကျော်ဆန်းကပြောကြားပါတယ်။ကတော့ဒီဆက်ပြက်တောင်ခြေရွာမှာပေါ့ညနှစ်နာရီခွဲလောက်ကအိမ်သာမီးလောင်တာပေါ့အိမ်သာမီးလောင်တာကလည်းအဲ့ ိန်သာရဲ့ပိုင်ရှင်ပိုင်ရှင်မျိုးသမီးလုပ်တဲ့လူကနေတော့မှကလင်းတို့တိုင်ပဲဆိုပြီးတဲ့ခါကျတော့အဲ့လိုကလင်းတို့တိုင်ဖို့ထားနေတဲ့အချိန်မှာသူ့ရဲ့ဟိုအိမ်ခေါင်ပိုးမှာရှိတဲ့တုတ်ကိုဒီအိန်သာမီးလောင်နဲ့မီးအောင်ကလာဟတ်တဲ့ခါကျတော့သူကသိပါတယ်သိတဲ့ခါမှာသူ့အောင်ကြောင်နှိုးပြီးတော့ကျတော့မီးလောင်နေတယ်ဆိုပြီးတော့ပြောတယ်မီးငိမ့်သွားပြီးတဲ့ခါမှာသူ့ရဲ့ဟိုဘာနော်ကလေးဖေအေးကလေးဖေလုပ်တဲ့အဲသူကနေတော့မှပြန်ပြီးတော့ဟိုအိမ်ထဲမှာပြန်ပြီးတော့ကြည့်လိုက်တဲ့ခါမှာသူကလေး6ရက်သားအရွယ်တမီး အတမီအဲ့ကလေးကရှာမလို့တော့ရှာမလို့တော့ညအကုန်လုံးအဲ့ရွာထဲမှာရှိနေတဲ့ပရိဒတ်လူငယ်တွေက၄၅၀လောက်နဲ့သူတို့ဝိုင်းပြီးရှာတယ်။ရှာတော့လေမတွေ့ဘူးမနှခင်း၆နာရီလောက်ကြာမှခင်လူချောင်းအိမ်သာမီးလောင်တဲ့နေရာနဲ့အကွာဝေးရပေတရာလောက်အကွာမှာခင်လူချောင်းရှိတယ်။အဲ့ခင်လူချောင်းထဲမှာ၆ရက်သားရဲ့မျိုးသမီးကလေးနဲ့အဲ့ထဲမှာအဲ့လောင်ကိုတွေ့တယ်။ကျွန်တော်တို့ကိုကလေးတယောက်ချောင်းထဲမှာတည်ဆုံနေရလို့တရင်ရတွားရောက်စစ်ဆေးကြည့်ပြီးလောလောဆယ်တော့တင်မှုတည်ခင်းနဲ့အမှုဖွင့်ထားတယ်။ရှင်ခွဲစစ်ဆေးချက်ပြီးမှ ကျန်းနာဆက်လုပ်ရမှာဖြစ်ပြီးခလေးက6ရက်ပဲရှိပါသေးတယ်လို့မေတီလာမျိုးမရဲစခန်းမှုဒူရဲမှုမမောင်ဆိုးကပြောကြပါဗျ။ဖေဗရူလာ19ရက်နေ့ကမေတီလာတောင်ငန်ကနေခင်လူရွာကိုရေပေးဝင်နေတဲ့ခင်လူမျိုးနဲ့မှာမွေးကင်းစခလေးငယ်အလောင်းတွေးရှိရာကြောင့်တရင်ရတွားရောက်စစ်ဆေးခဲ့ရမှာခလေးငယ်မှာမေတီလာမျိုးနဲ့ဆက်ပြစ်တောင်ကျွရနေအသက်20အရွယ်ရှိပြီဖြစ်တဲ့အောင်သူခေါ်ဒေဝရဲ့သမီး 6ရက်သားအရွယ်ရှိတဲ့မိန်းကလေးဖြစ်တယ်လို့သိရှိရကြောင်းရဲမှတ်တမ်းတွေရသိရပါတယ်။အဆိုပါမှုကိုမေတီလာမျိုးမရဲစခန်းကဒူရဲမှုမမောင်ဆိုးကအမှုစစ်ဖြစ်ဆောင်ရွက်ခါတင်မှုဒေကင်းအမှတ်စဉ်တင်မြင့်ဆောင်2018နဲ့အမှုဖွင့်ပြီးတော့ဓမ္မတာအတိုင်းတည်ဆိုခြင်းဟုတ်မဟုတ်စစ်ဆေးဆောင်ရွက်လျက်ရှိနေရလို့ကနဦးသတင်းရရှိပါတယ်။